الحمد لله الحمد لله نحمده ونستعينه ونستغفره ونؤمن به ونتوكل عليه ونعوذ بالله من شرور انفسنا ومن سيئات اعمالنا من يهدي الله فلا مضل له ومن يضلله فلا هادي له ونشهد ان لا اله الا الله وحده لا شريك له واشهد ان محمدا عبده ورسوله صلى الله عليه وسلم كثيرا كثيرا اما بعد فاعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم وما ارسلناك الا رحمه للعالمين ကျောင်းလာကြတဲ့သာသနာမိတ်ဆွေတို့ရောချင်းပေါင်းလို့ခင်ဗျာဟုတ်ပဲ နှစ်ပတ်အရင်တုန်းကလည်းဟုတ်ပဲနှစ်ပတ်တုန်းကလည်းပဲနှစ်ပတ်တိတိဟာလာတမန်တော်မြတ်ဆလ္လာလောဟူအလိုင်းဝါဆလမ်ဟာဒုညာလောကကိုအလ္လာဟ်မြတ်ကနေပြီးတော့ဂယုနာရှင်ဖြစ်နေဆေလွတ်လိုက်ပြီအဲ့တော့တမန်တော်မြတ်ကြီးဆလ္လာလောဟူအလိုင်းဝါဆလမ်ဟာဂယုနာရှင်ဖြစ်နေဒုညာလောကကိုရောက်လာခြင်းဖြစ်တယ်အဲ့တော့လူတန်းစားအားလုံးအတွက်မိဘတွေအတွက်အလုံသမားတွေအတွက်အားလုံးအတွက်ကိုဟာလား ကျမတို့မြတ်ဆလောလောဝလိမဆလမ်ကရဟမတ်ဖြစ်နေကြော်မြန်လာခဲ့တယ်အထူးသဖြင့်အနာကြံရှိနေတာဒီကိုဦးဆက်ပြောရမယ်ဆိုရင်တော့တို့ကျမတို့မြတ်ဆလောလောလေးကိုဆလမ်မှာအထူးသဖြင့်အမျိုးသမီးတွေအတွက်ကိုရဟမတ်ဖြစ်နေကြော်မြန်လာခဲ့တာအမျိုးသမီးတို့အတွက်ကိုရဟမတ်ဖြစ်နေကြော်မြန်လာခဲ့တာတစ်ချိန်လုံးကအနာကျမတို့မြတ်ဆလောဆန်မပွင့်ပေါ်ခင်လုံးကမိန်းကလေးတွေကိုဘယ်လိုပုံစံမျိုးနဲ့ညှင်းပတ်နှိမ့်ဆက်တော့ ဘလို့ဒုက္ခပြီးခဲ့တော့အရှင်လက်လက်ဒီမြေမြုပ်တက်ခဲ့တဲ့အကြောင်းတွေကိုကြားဘူးကြားလိမ့်ဒါသနာမိတ်ဆွေများခင်ဗျာကျမ်းမြတ်ကုရမဘလောက်ဒီအောင်ပေါ်ပြထားတော့ဆိုရင်အာရဗီမှာအကျင့်တစ်ခုရှိတယ်နာမပွားနေလို့ဆိုရင်သူတမိအာတာမင်းမေတ္တမေဒါဟာမင်းတမက်လို့ပြောရင်သူတို့မကြိုက်ဘူးအဲဒီစကားကသူတို့ပြအောင်ဒါသနာမိတ်ဆွေများခင်ဗျာ ဘသူကဘလို့ဒီစကလုံးကိုသူတို့ဘက်မှာထွန်လိုက်တယ်မသိဘူးဟာလားဟိုကမေတ္တမဲ့ကိုပြောလို့စင်မကြိုက်ဟာသူကဘသူရဲ့ယောက်ခရီးဒါဘသူရဲ့ယောက်ခမဘသူဘယ်ဝိုင်းရဲ့ယောက်ခမလို့ပြောမယ်ဆိုလို့စင်ယောက်ခမခေါ်ခါမှလည်းသူတို့အဲ့ဒါလည်းမလိုလားဘူးသာသနာမိတ်ဆင်များခင်ဗျအဲ့ဒီပုံမှာသူကဖရအောင်နဲ့ဆန့်ကျင်ပဲတစ်ချိန်လုံးကဖရအောင်ကဘာလုပ်လို့ ကျမ်းမြတ်ကုရ်အာန်မှာဖော်ပြထားတယ်မဟုတ်လားဖီရောင်ကယူဇဘ်ဘီဟူနာအဘနာအဟုမ်ဝယစတဟီဝယစတဟီယူနာနီဆာတမီးမင်းကလေးတွေမွေးလာရင်အပြည့်ရှင်တန်ခွင့်ပေးတယ်။တားယောက်ျားတွေမွေးလာလို့ရှိရင်ဘာလုပ်လိုက်လဲ။လေလူတက်လိုက်ဇဘလုပ်တယ်ဖီရောင်ဖီရိုဘီယန်ရဲ့မင်းဆက်တွေအဲ့ဒီကဖီရောင်အဓိကဖီရောင်ဘာဖြစ်လို့လဲမူဆာဟူလား လူတောင်မဖြစ်သေးဘူးလူလူရဲ့ဘဝကိုမရောက်သေးဘူးဒါဆိုတော့မိတ်ဆင်များခင်ဗျာမိခင်ဝင်းနဲ့မှလည်းတရေမတည့်သေးဘူးအဲ့ဒီလိုတစ်ချိန်မှလာမဲ့မူဆာကသူ့ရဲ့မင်းရဲ့ထီးနှံကိုလူမှမူဆာဆိုတဲ့လူကြောင့်လူတွေသူဟာလည်းပြီးဖြစ်နေမယ်မင်းရဲ့ထီးနှံကိုလွတ်နေမယ်မင်းဟာတော့ရုပ်ပြက်ဆင်းပြက်နဲ့မင်းကတော့ထီးနှံကြဆိုတဲ့အခါမှာအဲ့တော့ဘာလုပ်တော့ဆိုတော့ လင်းနေမရပါကြဘူးဖွဲ့ထားသူကအာနာရှင်ကိုအုပ်ချုပ်မှုအာနာနဲ့သူကအများကြီးရခဲ့တာဖေတော်ကဘာလို့လဲတော့သာသနာ့မိတ်ဆွေများခင်ဗျာအဲ့ဒီမှာယောက်ျားလေးမိန်းကလေးကိုဝင်တန်တိုင်းမဲ့ဟာဒီအားလုံးကိုယောက်ျားလေးမိန်းကလေးခွဲထားသူရှိမှအမြဲတမ်းပရောဟိတ်တွေရှိတယ်ဟလာဒီအိတ်ဦးနာလို့အိမ်မက်သဘောတွေကိုကောက်တဲ့ဟာဒီနောက်တခါရှေ့ဖြစ်နောက်ဖြစ်ဟောတဲ့ ဲ့လားညက်ခတ်တဲ့ပညာရှင်တွေတော့ဆုံးပွေအတက်ပညာရှင်တွေအဲ့ဒီအတက်ပညာရှင်တွေရှိကိုသူကမြင်းနဲ့မြင်းညစီမြင်းနဲ့သူအဲ့လိုဖဲထားအဲ့လိုဖဲထားတဲ့ချိန်မှာပဲအဲ့လိုသူနေ့စဉ်မြင်းနေတဲ့ဖဲပါပဲမြင်းနဲ့ဟုတ်တရေတယ်ဝါသူကတမန်တော်ဘုရားကိုဒုညာလောကကိုမနာဖို့အတွက်ကိုတူရဲ့စီမံကိန်း ဒါကမိတ်ဆွေများခင်ဗျာအလောရှမြတ်ကဒုညာလောကကိုစေလွတ်မှာဘသူကလည်းတမန်တော်မူစာဒုညာလောကကိုအလောရှမြတ်ကစေစေလွတ်မှာအဲ့တော့တခါတခါလူတွေရဲ့စီမံကိန်းတွေလူတွေရဲ့အပြုအမူတွေလုံရက်ပြီးအာလို့ကအလောရှမြတ်ရဲ့တက္ကဒီရရဲ့ရှေ့မှာမငုတ်ဖို့ဖြစ်သွားအလောဒီတည်ရဲ့အစီအမံကျွန်တော်တို့ကတော့လုံကျွန်တော်တို့ကလုံမဲ့မှုရှိတာလုံရလုံတဲ့လုံတဲ့တာမို့ကျွန်တော်တို့ကတော့လုံနေရမှာဘို့တော့ကျွန်တော်တို့လုံတာဒီဖြစ်ကိုဖြစ်ရမယ်ဆိုတာကတော့ဘယ်လို့မှမဖြစ်နိုင်ဘူး အာတကီတတိယစီမံပြီးသားပဲဒါကနမိစီညာခင်ဗျအဲ့တော့ဖေရောင်ကဒီကိုးစားတယ်ယောက်ျားမိန်းမတွေတယောက်နဲ့တယောက်မဆက်ဆံရဘူးဘာဖြစ်လို့လဲတရေတရတော့မှကြောက်လို့မူစာဆိုတဲ့လူတယောက်ပေါ်လာမှကြောက်လို့သူ့ရဲ့နန်းကိုလူမှကြောက်လို့အဲ့တော့ရန်ကြီးဟုတ်လားယောက်ျားမိန်းမတွေကိုဖဲထားဆိုညာလည်းပဲဩသူ့ရဲ့ပရောဟိတ်ဟုတ်လား ဘုလားလို့နက္ခတ္တပညာရှင်တွေကနက္ခတ္တကိုတွက်ချက်ပြီးတော့ဂျိုဒီကိုတွက်ချက်ပြီးတော့မပြောတော့ဆိုတော့မိခင်ဝင်းတဲ့ကိုရောက်ပါပြီတဲ့ခမညာနန်းတော်ကိုလူမဲ့ဟဲ့လားအဲ့ဒီတမန်တော်ဟာမိခင်ဝမ်းတဲ့ကိုရောက်ပါပြီအဲ့ဒီခါမှာဖီရောင်းကဘာလို့တော့ဆိုတော့တခါကိုဝင်းတယ်ဒီအာလုံးချီမှာသူ့ရဲ့အင်အားတအားကောင်းအိမ်တိုင်းစီအဲ့ဒီမစ္စတာအီဂျစ်ကြီးမှာရှိတဲ့အိမ်တိုင်းစီမှာ လိုက်ပြီးတော့စင်းကောက်ကိုဝင်တဲ့စင်းတွေလိုက်ကောက်ကိုဝင်တဲ့စင်းတွေလိုက်ကောက်ပြီးတဲ့အခါမှာအားရဲအိမ်မှာနှစ်ယောက်နှစ်ယောက်ဒီစစ်သားတွေကိုချထားအိမ်တိုင်းမှာပုံဟလာမွေးလာတဲ့တပြိုင်တည်းဟလာယောက်ျားလေးဆိုရင်တက်ပြစ်ယောက်ျားလေးဆိုရင်တက်ပြစ်မိန်းကလေးဆိုရင်ရှင်ပြေးအဲ့တော့တမန်တော်မူဆာကိုအဲ့ဒီဂျားတွေကစစ်သားတွေကဘုမာရှိနေတဲ့ချိန်မှာဒီမှာ တမန်တော်မူဆာမူတဲ့သူယောက်ျားလေးဖြစ်ဩမိခင်လုပ်တဲ့သူမိခင်လုပ်တဲ့သူကိုကျမ်းမြတ်ဘုရားနဲ့မှာပေါ်ပြထားတယ်အဲ့ဒီအကြောင်းမိခင်လုပ်တဲ့သူကဘာလုပ်လိုက်ဆိုတော့ဘုရားမှာမုံဖုတ်တဲ့ပိုတဲ့ကိုကျမ်းမြတ်လုံးမူဆာကိုပကတ်လိုက်ကျင်းထားပေါကရှိကစင်သားဟုတ်ကတည်းကလေးပြတ်သွားပြီမရှိတော့သူတို့ဝင်ပြီးတော့ရှာတယ်မရှိတော့အဲ့ဒါနဲ့သူတို့ကထွက်သွားလိုက်ပြီ ဒါကအလိုက်အစီမံကိန်းဟိုးယောက်တန်းမိန်းမခွဲထားတဲ့အချိန်လုံးတွေကဖိနောင်ရဲ့တက်ပြောင်းဆောင်ဘယ်သူကလဲဟမ်အဲ့ဒီအင်မရန်တမလုံးဆိုင်ရဲ့ဖာမီအင်မရန်အဲ့ဒီအချိန်လုံးတွေကသာသနာမိတ်ဆွေများခင်ဗျာဒရီတဲရာဘုရားဘယ်မှာလဲသူ့ရဲ့ခေါင်းကြီးမှာတည်တာဖိနောင်ဆက်တော့ခေါ်တာပေါ့ဘယင်ကြီးပေါ့ဖိနောင်အိတ်နေတဲ့ခေါင်းကြီးမှာပဲအဲ့ဒီဒရီပြေသွားတာ ta anaya simang ini betul mama lulum yang arab tu aja nak ayu zabbihuna abnaahum wa yastahyu Sahiu, yastahyuna Sahiu wa yastahyi nisaa main dia ni buat atas sendak ni dia jawab dari hutan eh dari arab ni lo jauh ni arab ni ka jaro main dia mong nak main dia mong nak muila ni main dia ni ka met doa ma jauh ရောက်မှခေါ်ခါမှရောက်ကြောက်လို့အလားကတို့တို့ရဲ့ရှက်စရာကြီးလို့တို့ကတတ်မှတ်ထားတယ် အဲ့ဒီအတွက်ကြောင့်တမိမင်္ဂလိတွေမွေးလာလို့ရှိတယ်ဟုတ်လားဘာလို့လဲအရှင်သက်သက်မြေမြုပ်ပြီးတက်အရှင်သက်သက်မြေမြုပ်ပြီးတက်သူတို့ကိုယ်ဆိုတော့ကျတော့တွေးကြရဲနေတော့မတက်ဘူးအရှင်သက်သက်မြေမြုပ်ပြီးတော့တက်နာဂရမိတ်ရှင်များခင်ဗျာကျမ်းမမြတ်ပုရောဟိတ်မှာဘာအမိရှိတာလို့ဆိုရင်ဝိုင်တာဘုရှိတာအဟတ်ဟုဘင်အုံစာလူတယောက်ကပြောမယ်ဟေးမင်းကလေးမင်းမိမတော့မွေးပြီကွာတဏျာမှာ မွေးပြီဆိုတော့တရင်ကောင်းပြတဲ့ခါမှာဇွတ်လာဝတ်ဂျူမစွတ်တန်ဝဟမကဇီညနာပေါ်မှာဘာလွှမ်းသွားလို့ဆိုတော့အမဲကြောင့်လွှမ်းသွားညနာညနာမဲ့ရပါတချေလုံးကအာရဗီတမိမိန်ကလူကိုဘလောင်ဘုံလို့ဆိုရင်ဟမ်တရင်ကောင်းလူရောက်ကလာပြိမဲ့မိမိမမွေးပြီဟဲ့ဘာလေးရောမိန်ကလေးဆိုတာဒီပြင်းနေညနာအောက်ချတော့ခေါင်းအောက်ကြတယ် ညနာမဲ့ပြတ်သွားတယ်အလိုမုံဇမနမြတ်ဆလောဆိုင်ရဲ့ခံတော်ကမ်းဇောဘတော်ကတွေကိုအရင်တော့ကအကြောင်းတွေကိုတခါတခါကိုရောမြတ်ကပြန်ပြီးတော့ပြန်ပြောင်းမေးနေမေးတာရှိအဲ့ဒီမှာဇောဘကြီးတပါကအဲ့ဒီအကြောင်းတွေကိုပြောပြပြောငိုပြီးတော့ဆိုင်ကြီးတဲ့ငငိုငိုပြီးသူပြောပြသာသနာမင်းစုများခင်ဗျာ။ तू ကခုနှစ်ယောက်တော့ရှစ်ယောက်တော့ တမိမင်းကြီးတွေကိုသူကတက်ခဲ့အများဆုံးတက်ခဲ့တယ်ဆိုတာပါကြီးအဲ့လိုတက်ခဲ့တဲ့မှာနောက်ဆုံးကလေးလေးကိုကြတော့အဲ့လိုကပ်ပါများလို့သူ့ရဲ့ဇနီးလောက်တဲ့သူကဘာလို့တုံးဆိုတော့ဒီကလေးလေးမွေးလာတဲ့အခါမှာတမိမင်းကြီးလေးဖြစ်နေတော့ခါကျတော့တက်ပြစ်မှာကိုကြောက်လို့သူ့ရဲ့ဇနီးကဘေးနားကအိမ်ကိုသွားပြီးအဲ့ဒီကလေးကိုပေးထားတယ်ယောက်ျားအလုတ်ကပြန်လာတဲ့ခါကျတော့ယောက်ျားကိုပြော့ပြတဲ့ကျမမွေးတော့မွေးလိုက်ပြီဒါပေမဲ့အသက်မရှင်ဘူးဟာလာအသက်မရှင်ဘူးကလေးကတော့တေသွားပြီဆိုတော့ ဘယ်သူမှမလုပ်ဘဲနေလိုက်တော့ဒါပေမဲ့ယောက်ျားအလှုပ်သွားတဲ့အခါမှာအဲ့ဒီဘေးအိမ်ကိုသွားသွားပြီးတော့ဒီကလေးလေးကိုသွားသွားခေါ်တယ်အိမ်မှာခေါ်လာတယ်သူကနှုတ်တိုက်ကြဲကလေးလေးကိုပြုစုတယ်ယောက်ျားပြန်လန်ကာနေပြီဆိုလို့ရှိရင်ဒီကလေးလေးကိုအဲ့ဒီအိမ်ကိုပြန်ပြီးတော့သွားပြီးတော့ထားကြည့်တယ်တာသနာမိတ်ဆွေများခင်ဗျအဲ့တော့ဖေးလေးနဲ့ကလေးလေးကနည်းနည်းလေး လမ်းလျှောက်တဲ့ခါကျရင်စကားလေးဒီတတာလေးကပြောတတ်စဖြစ်လာအဲ့လိုဖြစ်လာတဲ့ခါမှာသူကဟိုဘက်ကအိမ်ရနေပြောခေါ်တတ်တယ်ဟိုဘက်ကအိမ်ကလေးလေးအဲ့ဒါပြီးရသူတို့ကမိန်းကလေးသမီးမိန်းကလေးတွေသူတို့ကသူတို့ကမမွေးနဲ့သူများကလေးဆိုချစ်တယ်ကလေးချစ်တတ်တဲ့အာရဗီမှာဒါထုံးတယ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဟုတ်လားကလေးဆိုရင်သူတို့ကချစ်တဲ့အာရဗီကချစ် လေးလေးကိုဒီလိုပေါ်တာဟိုဘက်ညာကလေးလေးကြံဘယ်လောက်ချင်းချင်ကောင်းလို့ဘယ်လောက်နာလို့ဆိုတော့သူကအမြဲတမ်းချီပိုးပြီးတော့ဒီကလေးလေးကိုလည်းအမြဲတမ်းသူကဟိုကဟိုအလုတ်ကပြန်လာလို့ရှိရင်ဒီကလေးလေးကိုသူကပွင့်ရမှအဲအလုတ်မသွားခင်ဆိုတဲ့ဒီကလေးလေးကိုတွေ့ရမှတခါတလေများမလာဘူးဆိုလို့ဆိုဟဲ့ဟိုဘက်ကကလေးလေးဘာလို့မလာတာလို့ဆိုပြီးတော့မေးလာတဲ့အထိသူကတန်ရုံးစင်ကကြွယ်သွားအဲ့တော့ကံဟုတ်ရင်တံပွဲသွားတဲ့အခါမှာသူ့အမျိုးသမီးကစဉ်းစားတယ် ။အော်အခုချိန်မှာများသူတောင်းတင်တာအပွဲသွားပြီ။ငါအခုချိန်မှာများဖွင့်ပြီးတော့ပြောနိုင်ရုံစင်ရင်တော့သူကတော့လက်ခံမှာပဲဆိုပြီးတော့ဒီလိုအတွေးနဲ့သူကတရက်ကြတော့ဟဲ့လားဒီကလေးကဘသူကလေးလုံးရှင်တိသလား။တရက်မှလည်းကျွန်မတို့နှောင်ဆုံးမွေးလိုက်တဲ့ကလေးအဲ့ဒီနောက်ဆုံးဝင်တဲ့ကလေးတော့ရှင့်ကိုကျမကပြေးပြီးတော့လိန်သွက်လိုက်တာတဲ့မိမိလေးဖြစ်လို့ဒါရှင့်နဲ့ကျမနဲ့ရတဲ့ကလေးလို့ဖွင့်ပြောတဲ့ခါမှာအာရဗီရဲ့စိတ်ရင်းကချက်ချင်းဝင်လာ ဖြက်ချင်းဝင်လာတယ်အလောက်ကပြန်လာတာသူမောနေတယ်ဒီကလေးလေးနဲ့အမောဖြင်းနေတာဒိန်းဆိုကလေးကိုလွတ်ချလိုက်ကလေးကိုလွတ်ချလိုက်တော့ရောငါအခုဒီကလေးကိုငါအဆုံးစီရင်ငါအခုဒီကလေးကိုတတ်ပြမယ်အဲ့ဒီအကြောင်းကိုပြောရင်းကတော့ရှိုက်တီးတငင်ကငိုငိုပြီးတော့ဓမ္မရမြတ်ဆန္ဒဆန်ကိုအဲ့ဒီစွာဘာကြီးကပြောပြနောက်ဆုံးအဲ့ဒီကလေးလေးကိုဘယ်တော့ပေါ်သွားလဲညနေမိုးချုပ်ကြီးသူအလုပ်ကပြန်လာပြီကစား မောမောသောနဲ့ရှိသမျှအထုတ်ကြီးပြစ်ချပြီးတော့ခါကြတော့ဟာလားရှိသမျှကျိုးလို့ကြက်တို့ဒူးစရာလို့ပေါက်ပြားလို့အားလုံးကိုယူပြီးတော့ဒီကလေးလက်ကိုဆွဲပြီးတော့တော်လေးကိုဝင်သွားလိုက်တော်လေးကိုဝင်သွားလိုက်ပြီးတော့ဒီကလေးလေးကိုထိုင်ခိုင်းထားကလေးလေးကစကားလေးကပြောတတ်ခါစသူ့ကိုယ်လည်းအပန်အပန်လို့ခေါ်လာအပန်မှလည်းမသိဘူးဒီကလေးนี่ကအပါမလည်းမသိဘူးဒါပေမဲ့နေ့စဉ်သူတို့ရဲ့လက်ပေါ်မှာကြီးမြင့်လာတယ်ဆိုတော့အပါအပါလို့ခေါ်တာပါ အမသမီးပြန်တော့မယ်ဘိုက်ကလည်းစားပြီးတီတီတတာလေးနဲ့ငိုငိုပြီးစကားပြောလာငိုငိုပြီးပြောတာအာရဗီရဲ့စိတ်ရင်းကသူတို့ရဲ့ခေါင်းပေါ်မှာအုံနောက်ပေါ်မှာဘလောက်ပဲပညာတက်တက်ဒါကမိတ်ဆွေများဆိုရင်အုံနောက်လို့ဟိုရှာဘတ်တို့တဏှာတို့ဒေါသတို့လောဘတို့မောဟတို့ကအဲ့ဒီပေါ်မှာဝင်သွားလို့ရှိရင်မူတီလည်းမရဘူးဒါကမိတ်ဆွေများဆိုရင်ဒေါက်တာလည်းမရဘူးအင်ဂျင်နီယာလည်းမရဘူးဘလောက်ပဲပညာတက်တက်အုံနောက်ပေါ်မှာခေါင်းပေါ်မှာသွားသွားလို့ရှိရင် အမိုက်ရောက်မဲ့ဒါဟိလ်ပဲဘာမှဘာစုဘာမှမလုံနိုင်တော့သူ့ရဲ့အုံနောက်ကကောင်းတဲ့ဘက်ကိုနမ်းမညူနိုင်တော့တလုံးကြီးကြီးကြာကြာနဲ့ပြောနေတဲ့ကလေးလေးငိုးနေတာကလေးလေးကရှိုက်ကြည့်တယ်ငိုးနေအဲ့ဒီကလေးလေးရှိမှသူကျင်းတူးတယ်ကျင်းတူးတယ်ပါမောင်မဲနေပြီမောင်မဲနေပြီတမိပြန်ရင်ပြီတမိကိုပြန်ပုတ်ပေးပါအဲ့လိုပြောတာဗဇပ်ပိတ် အခါမှမပြောဘူးပြောတာဘာပြောလဲနင်ဗဇက်ပိတ်ဟမ်အင်းအလိုကြီးမာမာထန်ထန်ကြီးနဲ့မျက်နှာကြီးနဲ့ဆက်ဆံလို့ခါကြတော့ကလေးလေးကပို့ပြီးတော့ခံစားတချောင်းတက်တဲ့လို့သူ့အမေကချိုးချိုးတန်တာနဲ့ လုံလုံလန်းလန်းနဲ့ဆက်ဆံခဲ့တဲ့ဒီပုံကအခုသူ့ကိုဒီလိုကြီးဆက်ဆံတယ်ဆိုတော့ကလေးလေးကရှိုက်ကြည့်တယ်နေဝမ်းမန်းတနေနဲ့ငိုလာအဲ့လိုငိုနေတဲ့ငိုနေတဲ့အချိန်သူကလည်းကျွန်းကလည်းဒူးနေတယ်ကျွန်းဒူးလို့ပြီးသွားတဲ့ခါမှာငိုနေတဲ့အဲ့ဒီကလေးလေးကိုတွန်းချပြီးတော့အဘွားကမြေကြီးပုတ်ပြီးတက်တာဒါကနမိတ်ဆွေများအဲ့ဒီအကြောင်းကိုကျမ်းမြတ်ကုရ်အန်ထဲမှာဘုအလ္လာဟ်မြတ်ကုရ်အန်ရဲ့အာရဗီကဘလောက်ထောင်စိတ်ကဂျိုင်းဆိုင်လို့ဆိုရင်လေသူတို့ကိုတရင်ကောင်းလေးပဲပြလိုက်မိမိမမွေးပြီးကွာမိန်းကလေးလို့သာပြောနိုင် မျက်နာတွေကမဲဆက်သွားတာဒါကလားမိတ်ဆွေများခင်ဗျအဲ့တော့ဓမ္မလီများဆက်စားပွင့်ပွက်လာတော့ဟေးအမိတ်ခက်ကဟာဒီဟာငါတို့ရဲ့သာသနာရဲ့အဆုံးမမဟုတ်ဘူးငါတို့ရဲ့သာသနာကဒီလိုဆုံးမထားတာမဟုတ်ဘူးတမိမိန်ကလေးဆိုတာကတည်းကဗရကတ်မင်္ဂလာရှိလားတမိမိန်ကလေးဆိုတာကတည်းကဗရကတ်မင်္ဂလာရှိလားသာသနာမိတ်ဆွေများခင်ဗျတမန်မြတ်ဆောင်ကဘာမိတ်ရှိလို့ဆိုရင်တမိမိန်ကလေးတယောက်ကတဲ့ဟုတ်လား ဟိုသူ့မှာမိသားစုတစုမှာသမီးလေး2ယောက်ပါလားဒုံမုံ3ယောက်ပါလားဒုံမုံသမီး2ယောက်ပါလားအဲ့ဒီသမီးလေး2ယောက်ကိုအချိန်ကြံအရွယ်ရောက်တဲ့ထိအောင်သူ့ကိုအဲ့ဒါပြုစုစောင့်ရှောက်ခဲ့အရွယ်ရောက်တဲ့ထိအောင်သူ့ကိုပြုစုစောင့်ရှောက်ခဲ့ရွေးမွေးခဲ့မယ်ဟဲ့လားပညာတွေသင်ပေးခဲ့မယ်ဒီမှာရေးချရှိအောင်သင်ပေးခဲ့မယ်တော့ပြီးတဲ့ခါမှာသူ့ကိုအိမ်အောင်ကြားတဲ့အထိအောင်ဒီမိဘကလည်းသူ့တောင်းဝင်ယူစောင့်ရှောက်ခဲ့တယ်ဆိုရင်တဲ့ တမန်လုံးနဲ့ဆောက်ခြင်းကအမိရှိတယ်အဲ့ဒီမိဘဟာကျန်တဲ့ငါးတမန်လုံးနဲ့ဒီလိုပဲတဲ့လက်ကလေးနှစ်ချောင်းကိုကိုရောမြတ်ကနေပူပြတယ်လက်ညိုးနဲ့လက်ဖလင်လေးနဲ့ပူပြဒီလိုပဲတဲ့ဆိုတော့ရနက်နာတမန်လုံးမြတ်ဆောက်တဲ့အတူနေရာဦးမှာကဲကိုရောမြတ်နဲ့အနည်းစားဆုံးနေရမယ်ထင်မှာပါတာအတူဂျန်နက်မှာတော့ကိုရောရဲ့အိမ်ကြီးနာချင်းဖြစ်အောင်မှာသာသနာမိတ်ဆွေများခင်ဗျအဲ့တော့တမိမိန်ကလေးတယောက်ကတဲ့မိန်းကလေးတယောက်ကသူ့မှာမောင်နေအကိုတွေရှိဟုတ်လား ဒါမှမဟုတ်သူအိမ်တော်ပြတ်သွားလို့သူခင်မုန်းရှိမယ်ဒါမှမဟုတ်ခခင်လောက်တဲ့သူကဒီတမီးမင်းကလေးကိုဒါပြီးတော့တရားဟောကနှောက်ရှက်လို့အဲ့ဒါကိုကာဝင်ရင်းကနေတော့တည်သွားမယ်ဆိုရှဟီဒီရဲ့အစဉ်တော်ကိုပြီးတယ်အလ္လာဟ်သာသနာမိတ်ဆွေများခင်ဗျာငါညမဘူးငါညမဘူးမခွဲမရဟိုကောင်လုံနေတယ်ဆိုပြီးတော့အဲ့ဒီကောင်နဲ့သွားပြီးတော့တိုက်တယ်ခိုက်တယ်ခိုက်ရင်းကနေပြတော့များဒဏ်ညာရပါမယ်ဒုံးမအသက်တည်သွားမယ်ဆိုရှဟီးပြအဆင့်တောက်ကတော့ရှင်ကြီးမြင့်မယ် ။ထုံကြီးလောက်နဲ့ယောက်တန်းလုံးတဲ့သူကမိမိရဲ့ဇနီးတယ်ကိုတစ်ဖက်ကနေတော့မဖွဲ့မရလုံနေတယ်။သာသနာမိတ်ရှင်များကနာဝူကာဝယ်နိုင်တယ်။အဲ့လိုကာဝယ်ရင်းကနေတော့အသက်ပေးလိုက်ရတယ်၊တည်သွားတယ်ဆိုရင်လည်းရှဟီးရဲ့အရှင်ကတော့ယူမဲ့ပေးလိမ့်မယ်။ထုံကြီးလောက်နဲ့ဖားခင်မိမိတမီးရဲ့အချက်ကိုကာဝယ်ပေးရင်ကနေပြီးတော့ဖြေသွားမယ်ဆိုရင်ရှဟီးမြတ်အစင်တန်းကိုလည်းပြေးလိုက်။အဲ့ဒါတမီးမိန်းကလေးရဲ့အစင်တန်း ဒီကနေ့ပြောပြမှာဘောဖူဝါဒကြီးစိုးရေးအဲ့ဒါဖူဝါဒကြီးစိုးရေးကိုဖြည့်ရှုတယ်လို့ပြောတာဇနီးမိန်းကလေးတွေကိုကျွန်တော်တို့ကတတ်တာသမီးမိန်းကလေးတွေကိုအစ္စလာမ်ကနှိပ်ကိုထားတယ်လို့ပြောတာကအိမ်ထောင်ထဲမှာထားတယ်လို့ပြောတာသာသနာမိတ်ဆွေများခင်ဗျာသမီးမိန်းကလေးတွေကိုခြိမွေးမိမတော်တဲ့လူညံ့တိမ်ဝိဇ္ဇာထားတာအစ္စလာမ်လူညံ့တိမ်ဝိဇ္ဇာထားတာခိုင်းမစားဘူး ကျမ်းမြတ်ကုရ်အန်ကဘာပြောတာလို့အရေဂျာလို့ကောက်ပါမှုယောက်ျားဒီမင်းတို့အိမ်တော်ဦးစီးမိန်းကလေးတယောက်ကိုယူမယ်ဆိုစင်သူ့ရဲ့နေရထိုင်ရနတ်ဖကာလို့ခေါ်တယ်အဲ့ဒါနောက်စုကနာလို့ခေါ်တယ်စုကနာဆိုတာကသူ့ရဲ့နေရထိုင်ရမင်းတို့တာဝန်ယူယောက်ျားလေးကိုပဲတာဝန်ပေးထားတာစုကနာနတ်ဖကာဟောအတုံးစီရစားမယ်တောင်းမယ်ချက်မယ်ပြုတ်မယ်သူ့ရဲ့ဟာနာအတုံးစီအဲ့ဒီနတ်ကဘုသူ့ကိုတာဝန်ပေးတယ်လေယောက်ျားလေးကိုတာဝန်ပေးထား ဒါဆိုငါမိတ်ဆွေများခင်ဗျာအော်ပြောကြမှာပေါ့ယောက်ျားလေးကိုကျတော့တလက်ကိုပိုင်ပေးတလက်ပေးလိုက်လို့ရှင်ဟာလာမိန်းကလေးတွေကဘွားရောဒုက္ခရောက်ကုန်ယောက်ျားလေးတွေကဘလို့နှိပ်စက်တာအစ္စလာမယောက်ျားလေးတွေကဘလို့စီးမရှိတာဟာသူတို့ကတလက်ပေးလိုက်ပြီဆိုရှင်ဒီမိန်းကလေးကဘာမှရပါမှမရှိတော့အဲ့ဒီတလက်ပေးလိုက်ဆိုတာအကြောင်းလေးကလည်းဒါလည်းတိထားအောင်နော်ဒါလေးလည်းတိထားအောင်အဲ့ဒီတလက်ရဲ့တာဝန်ကို ာနပြည့်တောင်းရင်တာသနာမိတ်ဆွေများခင်ဗျမိန်းကလေးကိုသာပြင်ရင်တို့ဘုံကိုလုံးခံနိုင်ရင်မရှိဘူးတလန့်ပြည့်ပြဿနာတွေကဘုတက်နေတယ်မဟုတ်လားနိုင်ငံတိုင်းမှာ꽈ကျင်နေကြီးတလန့်ပေးတဲ့ပြဿနာနဲ့꽈ရှင်းတဲ့ပြဿနာနဲ့ပြဿနာပြတ်နေတာယုံနေမှာမိန်းကလေးတွေကိုသာအဲ့ဒီတောင်းဝင်ပေးတဲ့အချိန်ပို့ပြီးတော့ရှုပ်ဖေးသွားလိုက်တယ်တလန့်ပြည့်တောင်းအရင်တော့ကအစ္စလာမ်မပွင့်ပေါ်ခင်တော့ကမိန်းကလေးတွေကိုဘလောက်တောင်နှိမ်လို့ဆိုရင်အခုနပြောသလိုအရှင်လက်လက်တတ်သလို ာသနာမိတ်ဆွေများများသူလောက်ချင်တာလောက်မယ်ဘောဝါရကြီးစိုးရေးဆိုတဲ့သူတွေဟာလားငါတို့ကယောက်ျားလေးတွေငါတို့နဲ့ရလို့ဟာလားမင်းတို့တွေကဒီလိုအေးစင်းနေရတာဟမ်ငါယူထားလို့ငါကမင်းကိုကယ်ဆယ်ထားရတဲ့ဆိုတဲ့ပုံစံမျိုးအချိုးမျိုးတွေသာသနာမိတ်ဆွေများခင်ဗျာဒါမှားယူတဲ့အယူဆတွေဓမ္မနည်းမြတ်ဆောင်ဆံပွင့်ပေါ်လာပြီးတဲ့နောက်အမျိုးသမီးတွေရဲ့အဆင့်အတန်းကိုမြောက်တင်ပေးခဲ့တာ တချင်တို့ကဘာပြောလို့နည်းနည်းလေးစိတ်ဆိုးအောင်ယောက်ျားလေးစိတ်ဆိုးအောင်လုပ်လိုက်ရင်ကျွန်တော်မှလင်းနေများရှိတယ်မလားလင်းနေများရှာနေသွားရှာနေသွားနေတဲ့ခါကမကြိုက်ဘူးတဲ့သူမရှိဘူးဒီထဲမှာလူတိုင်းကိုသွားမိတယ်ရှာကြိုက်ဘူးတဲ့ကြိုက်ဘူးတဲ့ဟမ်အဲ့လိုပဲညာတော့ဖြစ်ဘူးမှာပဲအဲအဲ့ဒီအာရဗီအမိုက်ခစ်တုံးကယာဟိညက်ခစ်တုံးကအာရဗီမှာပွားပြီးတော့မင်းကြီးကပြန်ပြတ်ဖို့မစဉ်းစားနဲ့တလက်ဆိုပြီးပေးလိုက် ဲ့လုံကပေးတဲ့ကလကတ္တာအစ္စလာမ်မပွင့်သေးဘူးနော်သူတို့အဲ့လိုကလပေးလိုက်ပြီဆိုရှင်ဒီမိမကဘာပစ္စည်းမှခောင်းဝက်ခါးစားတဲ့အိမ်ဘွားဆင်းသွားခောင်းဝက်ခါးစားတဲ့အိမ်ဘွားဆင်းသွားသူ့မှာရှိတဲ့ညီကိုမောင်မတွေရှိတဲ့မိသားစုတွေရှိတဲ့ဘယ်သူမှသွားမလို့ဒီမိန်းကလေးကိုမကူညီရဲဘူးဘာလို့လဲယောက်ျားကတလပ်ပေးထားတဲ့တလပ်ပြန်ထိထားတာဒီပြင်းယောက်ျားတွေကလည်း order pension ရှိပြီလားဒီ main thing ကတော့သွားထိလို့မရဟောဒီဒီဒီယောက်ျားကဒုက္ခပေးထားတာ ဒုက္ခပေးတာအဲ့တော့ရှင်မျိုးတန်းကြီးနေရာလဲဟောသူကနန်းပေါ်မှာမကောင်းရှာဘူးနန်းပေါ်မှာမကောင်းရှာဘူးငါတို့ခေါ်ထားမယ်ဆိုဘယ်ရှင်မျိုးတန်းကြီးမှလဲခေါ်မတားရဘူးငါတို့လည်းယောက်ျားရဲ့စိတ်ဆိုးတဲ့ဓာန်ကိုထိထားတယ်ဆိုပြီးတော့အဲ့လိုပက်ပက်ဆက်ဆက်ဒါကနမိစီများခင်ဗျာတချို့အမျိုးသမီးတွေကအရှက်ကြီးကုန်တယ်။ဒီ၄၃၆ရောင်းလိုက်ပြီးတော့ကားခမ်းပါဆိုတော့တောက်ပိတ်နေတော့အများဆုံးဖယ်ပေးပါ တချို့မျိုးသမီးတွေကအရှက်အားကြီးပြီးတော့ဟောတယ်နောက်ကညည်းကြံမရှိပါးကြံမရှိစားကြံမရှိတဲ့အခါကျတော့ကိုယ့်ကိုယ်နောက်ဆုံးတတ်ပြီးတော့ဆိုဆိုင်လုပ်တယ်နောက်ဆုံးဘာဖြစ်သွားလဲဒါကမိတ်ဆွေများခင်ဗျာဟိုးဇေယျတို့နေရာမှာသွားပြီးတော့အိတ်ဟိုးဂျောင်းတောင်မှတောင်နေရဲ့နိုင်ကောင်းနေဂျားဒီထဲမှာသွားပြီးတော့တိရိစ္ဆာန်တို့ပြန်သွားပြီးတော့အဲ့ဒီမှာဆိုတော့နေရခောက်ပစ်ခါးတဲ့နေရရေချိုးကြပြီးစားကြံမရှိဘူး ဲ့ဒီမှာသာသမီတွေကခိုးကြောင်ခိုးပဲဒါမှမဟုတ်တချို့ကခိုးကြောင်ခိုးပဲသွားပြီးတော့အစားအစာသွားပြီးတော့ကျွေးလို့စင်စားရမယ်သူအသက်ဆက်ပြီးတော့ရှင်ရမယ်အဲ့ဒီပုံစံနဲ့ရက်ဆက်ခဲ့တာဒါဒီအာလို့လူအစ္စလာမ်ကခြေဖြတ်ခဲ့တာအစ္စလာမ်ကပွင့်ပေါ်လာပြီးတော့နပယ်မယ်မင်းတို့ဒီလိုလုပ်လို့မရဘူးမင်းတို့တလန့်ကိုပေးတဲ့အခါမှာဟလာမင်းတို့တခုံးပေးရမယ်တနမှာတခုံးပေးရမယ်ကဲနောက်ကဟိုင်းလာပြန်မှာနောက်တစ်ခုပေးရမယ်နှစ်ခုပေးရမယ်အဲအဲ့မှာလည်းမင်းပြန်ပြတော့ပြန်မသိမှု ပြန်ပြီးတော့ဒီဇနီးကိုပြန်ပြီးတော့နေကဖတ်ပြီးတော့မယူဘူးအဲဆိုလို့ရှိရင်နောက်ထပ်တလက်နောက်ဆုံးတလက်ရှိတယ်သုံးတလက်ဟာလားနောက်ဆုံးတလက်ကိုပေးပြီးတော့နောက်ပိုင်းမှာဒီဇနီးနဲ့သူနဲ့လုံးဝပြတ်သွားအပြီးပြတ်သွားပြီးပြန်အောင်ယူလို့မရပြန်အောင်ယူလို့မရတော့အဲ့တော့သူနှိမ့်ဆက်ခွင့်မရှိဘူးအဲ့လိုတလက်ပေးထားပြီးတော့တလက်ရဲ့အစ်တက်ချက်ကိုဆိုင်းငံ့နေတဲ့အချိန်မှာမင်းတို့သူ့ကိုနဖကာရုစုကနာရုပေးရအဲ့ဒါအစ္စလာမ်ကတမ်းမှာပေးခဲ့အမျိုးသမီးတွေကိုမြောက်စားခဲ့တာအစ္စလာမ်မဟုတ်ဘူးလား အဲ့တော့ဘာပြောလဲမင်းတို့ဒီတလပေးထားသူလို့ဟိုတော်လဲမှာသွားနေဇရက်မှာသွားနေကိုအင်ဒီအင်းနဲ့ကန့်နေလို့မရဘူးဟာအဲ့လိုမဟုတ်ဘူးရှင်တို့တန်းကြီးကြီးကခေါ်ထားလို့ရတယ်မင်းအိမ်မှာမင်းဓမ္မဘုရင်ရှင်တို့တန်းကြီးကခေါ်ထားလို့မင်းကိုယ်တိုင်ကသူ့ကိုအစ်ဒတ်ရဲ့မကုံဆုံးမချင်းမင်းနဲ့ပွဲပွားတဲ့အထီးအောင်မင်းသူ့ကိုနေစရာစားစရာသုံးစရာမင်းသူ့ကိုပေးရအစ္စလာမ်ကတမ်းမှာပေးခဲ့တာ အဲ့လိုခွဲခွဲခြားခြားနဲ့တိတိကျကျနဲ့လှုပ်ပေးခဲ့တာသာသနာမိတ်ဆွေများခင်ဗျာနောက်တစ်ခုကျွန်တော်တို့အစ္စလာမ်နဲ့ပတ်သက်ပြီးတော့လူတွေမရှင်းတာဘာမရှင်းတာလို့ဆိုရင်ဟောအမွေခံပြတ်တယ်အမွေပြတ်တယ်အမွေရောက်လို့ဆိုရင်ကျွန်တော်တို့မူဆလမန်တွေကတချို့မျိုးသမီးတွေရောက်ဆက်ဒါကိုမကျင်တဲ့လေသံမျိုးလေဦးလေသိန်းကိုနားထောင်ကြည့်တိုင်းသိတယ်ဘာတွေပြောလာလို့မဟုတ်ဘူးအခုကြတော့တဲ့ဟောအိမ်မှာဘလောက်ပဲဟလား ဟိုသူတို့ဒုက္ခတွေခံခံပေါ့မိန်းကလေးတွေကဘလောက်ပဲဒုက္ခတွေခံခံအမွေခွဲပြီဆိုတဲ့အခါမှာရောင်ကြလေးဆိုပြီးတော့နှစ်ပုံယူသွားတာတဲ့မိန်းကလေးကတော့တပုံပဲပေးတာတဲ့ဒါကလည်းမိတ်ဆွေများခင်ဗျာဒါအလ္လာဟ်ရဲ့ဟိကမတ်တော်ဒီအလ္လာဟ်ရဲ့ဟိကမတ်တော်အားလွှဲတဲ့မိန်းကလေးအမှန်ဆိုပို့ပေးရမှာမဟုတ်လားဒါလူရဲ့အုံနောက်နဲ့စဉ်းစားတာသို့သောမိန်းကလေးကိုတပုံပဲပေးတယ်ရောင်ကြလေးကိုနှစ်ပုံပဲပေးတယ်အဲ့တော့အကြီးအကဲတွေက တာကနာပညာရှင်ကြီးတွေကကျက်စီကျမ်းမြတ်ကုရ်အာန်ကုရ်အန်ကိုအကျယ်ပြန့်တဲ့သူတွေကအချက်ပေါင်းလောက်များစွာဒီထက်ကနေပြုတော့သူအချက်ကြီးထုတ်ပြအဲ့ဒီကနေကျွန်တော်နှစ်ချက်တော့ပဲပြုတော့ပြနှစ်ချက်နှစ်ချက်နှစ်ချက်ကဘာလဲဆိုတော့နံပါတ်1အချက်နေထိုင်စားတောက်ဈေးကိုယောက်ျားလေးပုံမှာတာဝန်ပေးတာယောက်ျားလေးကဝေကူးလို့ယောက်ျားလေးကိုအိမ်တော်ဦးကြီးဖြစ်တဲ့အစ္စလာမ်ကသတ်မှတ်ပေးတာ အဲ့တော့ तू ကဝေပိုးလို့လေမိန်းကလေးတဲ့ तू ကဝေပိုးလို့လေနောက်ဆုံးအမညမညမက तू ယောက်ျားတည်သွားလို့ဒါမှမဟုတ် तू ယောက်ျားကတလက်ပြေးလိုက်လို့ကွဲကွာသွားလို့နေကြမရှိစားကြမရှိလို့ဆင်းတဲ့ तू ရဲ့ပုံမှာတာဝင်မောင်ရဲ့ပုံမှာတာဝင်အကိုရဲ့ပုံမှာတာဝင်ဖခင်ရဲ့ပုံမှာတာဝင်ဒါကြောင့်မို့ तू ကပတ်စံမိန်းကလေးတဲ့ပို့ပြီးတော့လိုအပ်တယ်ဒါတစ်ချက်နော်အတူတူလေးတွေပြောတာရှင်းပြရင်ပို့ပြီးတော့ဟောဖြစ်သွားလိမ့်အရိယာလိုကောက်ွာမှု ယောက်ျားလေးတွေကလုတ်ကြိုင်ကျွေးမရတာမိန်းကလေးတွေကအိမ်မှာစိတ်နဲ့စားအိမ်မှာရှိတဲ့ကလေးကိုပြုစုအဲယောက်ျားရဲ့ခင်မကိုလုတ်အိမ်မှာရှိတဲ့အဲ့ဒါချက်မဲ့ပြုတ်မဲ့ဖုံးမဲ့ရှုတ်မဲ့အဲ့ဒါချော်မဲ့ဖုတ်မဲ့အဲဒီလုံလေးတွေသူတို့လုတ်ဒါဆိုတော့မိတ်ဆွေများခင်ဗျာအဲ့တော့ယောက်ျားကရှာမယ်မိန်းကလေးရဲ့နေထိုင်ရေးတာသမီးရဲ့နေထိုင်ရေးယောက်ျားကရှာကြံပြီးကျွေးရတဲ့အတွက်ကြောင့်မိန်းကလေးတဲ့ဘွေပို့ပြီးတော့လိုအပ်တယ်ဒါတစ်ချက်အချက်ကြီးအများကြီးပဲရှိတယ်နော် အချက်ပေါင်းပြောင်းများစွာရှိတဲ့အ낵ကနေပြီးတော့အခုနှစ်ချက်ကလေးပြောမှဒုတိယချက်ကဘာလို့ဆိုရင်မိန်းကလေးကငွေများများကင်းနေဆိုလို့ရှိရင်သူ့နားမှာအယောင်ဆောင်ပြီးတော့ကတ်လာလိုက်မယ်မွန်နာဖစ်တွေအများကြီးရောက်လာလိမ့်သူ့အသက်အန္တရာယ်ရှိတယ်သူ့အလိန်ခံရမယ်အဲ့ဒီဥစ္စာပစ္စည်းတွေဆုံးရှုံးမယ်သူ့ပိုင်ထားတဲ့ဥစ္စာပစ္စည်းသူ့များများရှိရင်ဟိုမှာလာပြီးတော့ကတ်မယ်ဟာငါဒီလိုနဲ့နေဖြာခင်းမဲ့သူတွေဂုံးရှင်းမဲ့သူတွေအများကြီးရှိတယ်ဒါကမိတ်ဆွေများခင်ဗျာညနေဖုံးအထုတွေလေး အခုခေတ်ပေါ်မြန်လဖုံးနေဆိုပို့ဆိုးသွားပြီ AI ကြီးပေါ်လာတယ် AI AI ကြီးသာသနာမိတ်ဆွေများခင်ဗျာအော်အခု AI နဲ့တဲ့ဟိုတနေ့ကကျွန်တော်တို့အရင်တုန်းကလန်ဒန်မှာရောက်သွားတဲ့မူတီဟိုဇိုင်ဘာဟိုတနေ့ကဘာလုပ်တုံးဆိုတော့ဟိုလိုင်းပေါ်မှာသူကြီးညာလိုက်ဘလို့ကြီးညာလိုက် ခင်ဗျားစဉ်းစားကြည့်ဗျာကျွန်တော်လုံးဝကျွန်တော်ဘာလို့ရှိရမလဲကျွန်တော်ပတ်စံမကောက်ဘူးတဲ့ဘာလို့ရှိရမလဲကျွန်တော်တွေကိုရေးကိုတာဘာဖြစ်လို့ပါညာဖြစ်လို့ပါကျွန်တော်ဘာမှမကောက်ဘူးတဲ့အခုဥစားဗျာတဲ့ကျွန်တော်ယုတ်ကြီးနေတဲ့ AI နဲ့လုံပြီးတော့ပတ်စံကောက်တာလိန်ပြီးတော့ကဲ AI နဲ့အတန်နဲ့အတူလို့လို့ရတယ်ဗျာ AI နဲ့အတန်နဲ့အတူလို့ရတယ်ယုတ်ကြီးလည်းပုံစံအမျိုးမျိုးပြောင်းလို့ရတယ်ဟိုးဒီပေါ်ပြန်နေတဲ့ပုံစံတွေလည်းလုံလို့ရတယ် AI နဲ့ AI နဲ့ AI ကိ ာသနာမိတ်ဆွေများခင်ဗျာအဲ့တော့အဲ့ဒီလိုမျိုးအတုရောင်နေအဲ့ဒီလိုမိုနာဖစ်တွေအများကြီးကဒီအမျိုးသမီးနာကိုကတ်လာလိုက်မယ်ဒီအမျိုးသမီးချမ်းသာလေးလေးပတ်စံချမ်းသာလေးလေးကျွင်ဝလေးလေးသူ့ကအန်တယ်ရှိတယ်အသက်အန်တယ်လည်းရှိတယ်သူ့အင်းနာကိုချင်းကတ်လာမှာသူမသိဘူးအဲ့လားညံဖုံးတက်ထားတာဒီအင်မတန်ကြည်ကျော်ရှုပ်ကျော်တော်တော်လေးရုပ်ပါလေလှခန့်ခန့်ညာညာဒီမျိုးကြီးမျက်စိကြားလောက်တဲ့ညောင်ကြားလေးမျိုးနားကိုရောက်တယ် ကြည်ညာသူ့ရဲ့ပိုင်ညာဟာဒီအာလို့ကိုကုန်းဖြုံးပြင်မယ်မညာဘူးလားလူရဲ့အသက်ကိုအန်တယ်ရှားမယ်အဲ့တော့ဒီအချက်နှစ်ချက်ကလေးနဲ့လုံလောက်သွားသာသနာမိတ်ဆွေများပြန်မယ်အဲ့တော့အစ္စလာမ်ကမျိုးသမီးတွေကိုနှိမ်နဲ့သာသနာမဟုတ်ဘူးသာသနာမိတ်ဆွေများပြန်အဲ့တော့မိဘရဲ့ဒီ main သမီးမိတ်ကလေးကမိဘရဲ့မိဘရဲ့နေရာကိုရောက်သွားတဲ့အခါမှာသူ့ရဲ့ခြိွားအောင်မှာဂျန်နတ်ရှိတယ်တမန်တော်မြတ်ဆရာကအမိတ်ရှိတယ်အဲ့တော့တမန်တော်မြတ်ဆလ္လာလ္လာဟူအလိုင်းဝါဆလမ်ဟာ ကဗတ်လူသားမှုအားလုံးပြဘူးရာမတ်ကနေကြွန်မြန်လာခဲ့တာရာမတ်ကနေကြွန်မြန်လာခဲ့တာအထူးသဖြင့်ဒီမိန်းကလေးတွေပြဘူးရာမတ်ကနေကြွန်မြန်လာခဲ့တာကိုရောရဲ့ရာနာဘိနာရောအလ္လာဟ်မြတ်ကိုယ်တိုင်ကတော့ပေါ်ချီယူထားတာဟလာလက်ကတဲ့ကာလာလကုံဖီရာဆူလ်လာဟီဥစဝါဒဟာဆနာမေဘန်ဂျီပေါ်ရှိရှိချောင်းအားပိုင်ရှင်မခင်ဗျာအမြဲတမ်းဖယ်ပေးပါရမြတ်ရဲ့ လကဒကာလလကွန်ဖီရဆူလင်ဒါဟီတုစမတ်န်ဟာဆနာမင်းတို့ရဲ့အကောင်းဆုံးဆန်မူနာယူဆိုင်တာကဒီတမန်တော်ကျမ်းရှိပဲနော်ဒီတမန်တော်ကျမ်းမင်းတို့ရဲ့ဆန်မူနာယူဆိုင်ယူဆိုင်တဲ့သူရှိတယ်နောက်တနည်းမှာတမန်အလ္လာဟ်ရှိမက်ကဘာအမိရှိလို့ဆိုဝအင်နကလာအနာခူလုကင်အဇီအလ္လာဟူကင်ယာဘိုင်ဆိုင်ယာအလ္လာဟူ အဲ့တော့ဒုနီယာလောကကိုလာခဲ့တာကမိခင်အတွက်လည်းပဲတမန်တော်ကြီးဆက်လို့ပဲ။ဘုရားကတော်ကိုကြွားလို့ဆက်လာခဲ့တာ။ဖခင်အတွက်လည်းရာမတ်ဖြစ်နေကြွားများလာခဲ့တာ။ကပ္ပလူတိုင်းတရားလုံးတဲ့အလုံးမားလူတန်းစားတွေအတွက်လည်းရာမတ်ဖြစ်နေကြွားများလာခဲ့သလိုကပ္ပလူတန်းစားတွေအတွက်ရှင်ရသားတွေအတွက်အားလုံးတွေကိုလည်းပဲရာမတ်ဖြစ်နေ ွာများလာခဲ့တာဖြစ်ပါတယ်အဲကြောင့်ဒါကျွန်တော်ဝတ်သားသလားမိတ်ဆွေများဘုရားပြောတယ်လို့ပြောတယ်နားထောင်ကြည့်တယ်ဘုရားပြောတယ်လို့နားထောင်တဲ့အတိုင်းလက်ဖြစ်မှာလို့ဆိုတော့ဆောင်းချင်းချင်း